အင်းဝမြို့ဟောင်းမှာ2025ခုနှစ်မလ28ရက်ကအလွန်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်ရှေးအောင်ဖရားရီနဲ့ရှေးအောင်အဆောက်အုံ600ခန့်ပျက်စီးခဲ့တယ်လို့ရှေးအောင်သူတေသနာနဲ့အမျိုးသားပြရိုက်ဦးစီးဌာနအင်းဝပင်ရဌာနစိတ်ကသိရပါဗျ။အင်းဝမှာရှေးအောင်ဖရားနဲ့ရှေးအောင်အဆောက်အုံတွေငလင်းကြောင့်ပျက်စီးတာပြိုရာတွေရောအက်တာတွေရော အကုန်600ခန့်စစ်ဆေးချက်အရသိရပါဗျ။ အင်းဝမှာရှင်အောင်ဖရာနဲ့ရှင်အောင်အဆောက်အုံနဲ့စုစုပေါင်းရှိတာက960ခုရှိပါတယ်လို့ဌာနစိတ်ကတာဝန်ရှိသူတို့ကပြောပါရယ်ဇီဒီရောဘေးကအရင်ဇီဒီတွေရောအကုန်ပြည့်စည်ကုန်တယ်ကိုရင်တွေကပူလို့အပြင်ထွက်နေကြတဲ့အချိန်မှာဖြစ်သွားတာဆိုတော့ထိခိုက်ဒဏ်ရာနဲ့တေဆုံးတာတွေမရှိပါဘူးရှင်အောင်ကတော့လာပြီးစစ်ဆေးသွားပါတယ်ကျွန်တော်တို့ကတော့ဘာမှမလုပ်ရသေးဘူးကွဲတာအတာတွေကအများကြီးမှုပါလို့မဟာတုဒ္ဒမန်အောင်ဇီဒီကောပကဖြစ်တဲ့ကိုခင်မောင်တန်းကပြောပါရယ်အင်းဝမှာ ခရီးသွားတွေလာများတဲ့အဓိကနေရာဖြစ်တဲ့မဲနူးအုပ်ကြောင်လေးတဲ့ကြီးကြောင်နမ်းမြင့်မျိုးစင်းနဲ့တခြားအဓိကနေရာတွေမှာရောငလင်ကြောင်တော်တော်ထိပ်ပြီးပြိုရာတွေများတယ်။အင်းဝမာစီတီဖျားအများစုမှာမပြိုရာတော့အတ္တရီအနေငယ်ပြိုကြတာတွေပါပဲလို့အင်းဝမျိုးဟောင်းမှာနေထိုင်သူအမျိုးသားတအုပ်ကပြောပါရယ်။အင်းဝမျိုးဟောင်းဟာမန္တလေးတိုင်းဒေသကြီးတရဲဦးမျိုးရဲ့မြောက်ဖက်နှမိုင်လေးဖာလုံးမန္တလေးမြို့ရဲ့အနောက်တောင်ဘက်မိုင်20ခန့်အကွာမှာတည်ရှိပြီး မြောက်လက်တီတို့27ဒီဂရီ50မိနစ်အရှိတ်လောင်ကြီးတို့65ဒီဂရီ58မိနစ်နဲ့ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်285ပေမှာတည်ရှိပြီး AR မြင့်နဲ့ဒုထဝရီမြင့်မြင့်ငယ်မြင့် ဆုံရမှာတည်ရှိပါတယ်။အင်းဝမြို့ကို တက်ကြရ926ခုနှစ်မှာသတို့မင်းဖြာ AD 1364 1368ကစတင်တည်ထောင်ခဲ့ပြီးကုန်းမောင်ဆက်ဗာကြီးတော့ AD 1839-1839အထိထိနှံဆိုင်ခဲ့ပြီးနှစ်ပေါင်း၄00ကြာတည်ရှိခဲ့တဲ့မြို့အောင်တစ်ခုဖြစ်ပါတယ်။စာပေထောက်ထားတွေအရခေတ်ကာလ၄ခုပိုင်းခြားထားပြီးမင်းဆက်30တဆက်စိုးစံခဲ့ပါတယ်။ အင်းဝခေဟာတက်တန်း400ခန့်ကြာမြင့်တဲ့အလျောက်နန်းတော်ဆောင်မြို့ရိုးနဲ့ပြတ်သက်တို့ရဲ့ဘီသူကတိဆောက်ပုံနဲ့အမုံပန်းလက်ရာတွေဟာခေအလိုက်ထူးခြားပြောင်းလဲမှုရှိတာကိုတွေ့ရပါတယ်။အင်းဝခေအဆက်ဆက်မှာတည်ထားခဲ့တဲ့သာသနီကအဆောက်အုံတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။အင်းဝမြို့ဟောင်းမှာနေရစေးပကြီးတွေရှိတဲ့ဖရားငါးစုရှေးဟောင်းကျောက်စာရှိတဲ့ဖရားခွနဲ့စုနဲ့ခြေခေါင်းလောင်းစာရှိတဲ့ဖရားသုံးစုရှိတယ်လို့သိရပါတယ်။